ထရိုက်တာမိုက်တီဇက်ပိုတျိုးဆောင်ကျော်ဝင်ထွန်းနဲ့ဟာတာတျိုးဆောင်အွန်တိုင်းတို့အားပါတီစုံဒီမိုကရေစီထူထူရေကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကကွယ်ပေးရေးဥပဒေနဲ့အေးအေးယူထားကြောင်းသိရပါသည် ုင်ငံတော်ဆိုရအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်အားအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ရန်အတွက်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထူထည်ရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာရွေးကောက်ပွဲအပေါ်နီးလန်းမျိုးစုံနဲ့နှောက်ရှက်ဟန်တားနိုင်မဲ့အခြေအနေမှာကာကွယ်တားဆီးနိုင်ရန် 2025ခုနှစ်ဇူလိုင်လ29ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိထိရောက်ရောက်ရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။အဲ့လိုဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အော်တိုဘာလ28ရက်နေ့တွင်ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲအသိပညာပီးဇလန်းနှင့်ဇလန်းတွင်ပါဝင်တိုးဆောင်ခဲ့သောအမှုပညာရှင်များအားလူမှုကွန်ရက်မှတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားပြီးရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်မြင်လွဲမှားစေရန်လှုံ့ဆော်ခဲ့တဲ့ဒရိုက်တာမူတီခေါ်တန်ထွန်စောဇပိုတျုပ်ဆောင်ကျော်ဝင်းထုံးခေါ်ကျော်မင်းထွန်းနဲ့ဟာသာတျုပ်ဆောင်အုံတိုင်းခေါ်ဇော်မင်းတို့အား၎င်းတို့ရဲ့နေအတီးတီးမှဖန်စီရမိခဲ့ကြောင်းသိရပါဗျ။ဖန်စီရမိထားသူများအားစစ်စစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတပ်မတော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့အပေါ်ထောက်ခံမှုမရှိခဲ့တဲ့အပြင်စူပူဆန္ဒပြပွဲများတွင်ကိုယ်တိုင်ပါဝင်ခဲ့ကြောင်းဒါအပြင်မကြာမီကျင်းပရန်ရှိတဲ့ပါတီစုံဒီမိုကရေစီထရေရေကောက်ပွဲအောင်မြင်စေရေးအတွက်၎င်းတို့တက်ကြွတဲ့အမှုပညာကဏ္ဍမှပူပေါင်းပါဝင်ခြင်းမရှိတဲ့အပြင်အခြားသောအမှုပညာရှင်များရဲ့တရက်တအားပူပေါင်းဆောင်ရွက်မှုအပေါ်ဝေဖန်တိုက်ခိုက်ခြင်း ရွေးကောက်ပွဲပေါ်ပြည်သူလူထုမှယုံကြည်မှုညှော်နယ်လာစေရန်ရည်ရွယ်ပြီးရေးသားဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းစစ်စစ်တွေ့ရှိရကြောင်းသိရပါသည်။အဆိုပါဖန်စီရမိထားသူ၃ဦးနဲ့ Writer Mighty ကိုတန်ထုံးစော်ဟာ2021ခုနှစ်မှာလူမှုကွန်ရက်မီဒီယာမှတဆင့်နိုင်ငံတော်အစိုးရပေါ်ဝေဖန်ရေးသားခဲ့တာကြောင်း ရာစတကြီးဥပဒေပုံမှ905ကကြီးနဲ့အမှုဖွင့်လှစ်အရေးယူခြင်းခံခဲ့ရပြီး2022ခုနှစ်အောက်တိုဘာလ28ရက်နေ့တွင်နိုင်ငံတော်အစိုးရမှနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်ပြင်ယခုကြားခံရကြန့်ရှိနေတဲ့ပြစ်ဒဏ်များကိုပါဆက်လက်ကြားခံပါမယ်ဆိုတဲ့စီကဲတပတ်ချက်များနဲ့ပြစ်ဒဏ်မှလူငယ်ခွင့်ပြုခဲ့သူဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရတာကြောင့်၎င်းအောင်ပါတီစုံဒီမိုကရေစီထူထူရေကောက်ဝဲများကိုနှောက်ယှက်ဟန်ထားဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေနဲ့အေယူနိုင်ရေးအပြင်ယခင်လူငယ်ခွင့်ပြုခဲ့တဲ့ပြစ်ဒဏ် န်အားပြည်လဲကြခံစီရေးဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်ဒါအပြင်ပါတီစိုဒီမိုကရေစီထူထူရေကောက်ပွဲအပေါ်ပြည်သူလူထုမှအထင်မြင်လွဲမှားစေရန်လှုံ့ဆော်ခဲ့ကြတဲ့ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထုတ်နဲ့အုံတိုင်းခေါ်စော်မင်းတို့နှစ်ဦးအား ပါတီစိုဒီမိုကရေစီတွေရေကောက်ပွဲများကိုနှောက်ယှက်ဟန်ထားဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေနဲ့ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်။နိုင်ငံတော်အစိုးရအနေနဲ့ပါတီစိုဒီမိုကရေစီတွေရေကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီးပြည်သူလူထုတရက်လုံးလိုလားတောင်းတတဲ့ပါတီစိုဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောင်လန်းနိုင်ရေးပြည်သူလူထုရဲ့ပူပေါင်းပဝင်မှုနဲ့အထွေထွေရေကောက်ပွဲအားဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်။